ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Anthony Santos ကိုလက်ရှိ Real Betis ထံ Real Betis ကတော့အငားထက်ပြီးတော့ခေါ်ချင်နေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ Real Betis တင်းရဲ့ဘက်ကတော့ Anthony Santos ကိုနောက်ထပ်တရားဒီအငားနဲ့ထပ်ပြီးတော့ခေါ်ယူလို့နေပြီးတော့ Manchester United ထံတကယ်ကမ်းလှမ်းသွားဖို့လည်းပြင်ဆင်နေတယ်ဆိုပြီးတော့ Mike McGrath ကနေပြီးတော့ဖော်ပြလာတယ်။ဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်ကတော့တိတ်ပြီးတော့ဒါအန်အောအန်အားသင့်စရာဖြစ်တယ်လို့တော့မထင်ဘူး။ ဒီမတိုင်ငင်ကလေးကတရင်နေတောက်လျှောက်ထွက်လာကြတာဗျာဒီဒီဒီအခြေအနေတွေကထားပါတော့အန်တိုနီဆန်တိုးစ်ကိုရန်ကိုက United မှာထပ်ပို့ပြီးတော့လွတ်လွတ်လပ်လပ်တွေဖြစ်နေတယ်ကျွန်တော်ဆိုရှယ်မီဒီယာပဲကြည့်ပါလားအနေအကြိုင်းမကြည့်နေဗျာဒီလားဆိုရှယ်မီဒီယာမှာပဲအရင်ကြည့်ကြည့် Reebitic ကနေပြီးတော့အန်တိုနီဆန်တိုးကိုတည်တယ်မလားတုံးပြီးတော့တင်နေ post တွေတို့နော် social engagement ရှာတဲ့အရာတွေကိုကျွန်တော်တို့ကြည့်ကြည့်အန်တိုနီဆန်တိုးအတွက်ဘာ pressure မှရှိမနေဘူးအရာအလုံးကလွတ်လွတ်လပ်လပ်ပဲ AECC ကစားလာတာနော်အဲ့ဒါဒါတွေကိုကျွန်တော်တို့ကြည့်ရင်အန်တိုနီဆန်တိုးကလွတ်လွတ်လပ်လပ်ကစားနေရတယ် ကွင်းထဲမှာလည်းလွတ်လွတ်လပ်လပ်ဖြစ်နေတယ်ဒီကောင်ကသိလားနော်တခါတလေဒီသူယုံကြည်မှုရှိရှိနဲ့နော်ဟိုဘာမှမမြင်မှုတာချက်ချက်လှုပ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 ်နေကိုးတွေလည်းဘယ်တွေရောညာတွေရောတွင်းလို့တွင်းနေပြောချင်တာကကစားသမားတစ်ယောက်ကလွတ်လွတ်လပ်လပ်ဖြစ်နေပြီးတော့လက်ရှိဘတ်တစ်ကိုဘတ်တစ်မျောလင်းတာလောက်လှုပ်ပြနေတယ်လို့ကျွန်တော်ယူဆတယ်အဲကြောင့်ဘွန်နိုရီယပတ်တရဲ့ဘက်ကနောက်ထပ်တရာဒီအငားနဲ့ခေါ်လို့တယ်ပေါ့ဗျာဒါပေမဲ့ဒါဒါပေမဲ့ဒါဘတ်တရဲ့ဘက်ကကစားမအန်တိုနီဆန်တို့ရဲ့ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း ဘက်တစ်မှာသူဆက်နေမယ်ဆိုလို့ရှိရင်လည်းသူညင်းလိမ့်မယ်လို့မထင်ဘူးပေါ့နော်သူရဲ့ဘယ်လိုပြောမလဲအကြီးတွေးကိုပြန်ပြီးတော့ရှာလို့ရမယ့်နေရာမျိုးဆိုတော့ဒါမှမဟုတ် United ဘက်ကကျွန်တော်ကြည့်ရင်ဒီအငှားဆိုတာနောက်ဆုံးမှစဉ်းစားရမယ့်အရာဘာလို့လဲဆိုတော့ကျွန်တော်တို့ကຫນွေရာဒီအပြောင်းအရွှေ့မှာဆိုလို့ရှိရင်လူရှာဖို့လူပြီဗျ sorry ပါလူရှာငွေရှာဖို့လူပြီဗျအဲကိုဘက်ကလူတွေအမှန်ကန်အားဖြစ်ဖို့လူနေတဲ့အခြေအနေမျိုးမှာဒီကစားမားတွေပြန်ပြီးတော့အားဖြစ်နေမှာကျွန်တော်ကရမှာအဲ့လိုအားဖြစ်ဖို့ဆိုလို့ရှိရင် ဟိုဘယ်လိုပြောမလဲမွေလူတယ်ဗျာဒီလားဟို David Rostein ကိုပြောထားသလိုပဲနံပါတ်10လို့ရတိုက်စစ်မှုစစ်စစ်နှစ်ယောက်ရခေါ်ဖို့တော့ United ကလက်ရှိအချိန်မှာလူတွေအမှန်ကန်ရောင်းစရာမလိုသေးဘူးအချိန်ကြီးကောင်းနေသေးတယ်ဒီဒါပေမဲ့လို့ပေါ့နော်နောက်ထပ်ကစားမားတွေထပ်ပါတော့ center mid central midfielder တွေနော်ဒါကျွန်တော်တို့ဒါ wing backs ကစားမားတွေ center back တွေကိုကျွန်တော်တို့ဒါခေါ်ဖို့ကြိုးပမ်းတော့မယ်ဆိုလို့ရှင်တော့ Manchester United အနေနဲ့လူရောင်းချရတော့မယ်ငွေရှာရတော့မယ်ငွေရှိမှဖြစ်တော့မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကိုအသင်းမှာလည်းတကယ်မတုံးတော့ဘူး သူများအတင်းကလည်းတကယ်သဘောကျနေပြီဆိုတဲ့စာမားတွေကိုအငှားမချတာအကောင်ဆုံးပဲဒီလားအရင်ဆုံးတော့ကျွန်တော်အနေနဲ့ဘယ်တော့အပြီးတက်ရအောင်ရောင်းဖို့ကျွန်တော်ကြိုးပမ်းမယ်အမြဲရသည်ဖြစ်စေအမြဲမရသည်ဖြစ်စေလက်ရှိအတင်းရဲ့ကျွန်တော်ဒီ financial ဘိုင်းတချို့နေရာတွေကိုကျွန်တော်ကာပါလုပ်ပေးနိုင်လို့ရှင်မစိုးဘူးဗျာဒါကြောင့်ပေါ့နော်ကျွန်တော်ဒီ Anthony Santos နဲ့ပတ်သက်လို့ရှင်ဒါအတင်းဘက်ကအရင်ဆုံးတော့ရအောင်ရောင်းဖို့ကြိုးပမ်းနေတယ်လို့ထင်တယ်ဒီနေရာမှာ0အများကြီးရမှာမဟုတ်ဘူးပေါ့ဗျာ ရီယဘတီတို့ဘာလို့ဆိုတာမျိုးကငွေကြီးအများကြီးပေးနိုင်တဲ့အသင်းတွေမှာမဟုတ်တာဟုတ်တယ်မလားเนาะဆိုတော့ဒါကြောင့်ကျွန်တော်တို့ကြည့်ရင်အန်တိုနီဆန်တိုးစ်နဲ့ပတ်သက်လို့ကတော့ဒါဘတ်တီဘက်ကအငှားထက်ပြီးတော့ခေါ်ကြည့်နေတယ်ပေါ့เนาะဒီနေရာမှာအငှားကြီးတွေတို့ကစားမဖြစ်သေးရဲ့လာစာကိုမင်းတို့ဘယ်လောက်ထိပေးမှာလဲတို့ကြည့်ရမှာပေါ့လက်ရှိအန်တိုနီကအဲယူနိုက်တက်မှာဆိုတပတ်ကိုသူနှစ်သိန်းရနေတာကိုတပတ်နှစ်သိန်းရနေတာအဲ့နှစ်သိန်းကိုကျွန်တော်တို့ဒါဘတ်တီဘက်ကဘယ်လောက်ပါဆန်ပေးလဲတော့မသိဘူးပေါ့เนาะမျှပြီးတော့ဟိုပေးကြတာ ဒါပေမဲ့လို့သူများအသင်းမှာကစားနေတဲ့ကစားမတဲ့ကိုကိုကလာစာကြီးပေးထားတာအရာဘလူးမန့်အချိန်ကြီးမကောင်းဘူးဗျာဆိုတော့ဒီအသင်းဘက်ကတော့ဗတ်တစ်ဘက်ကဘလူးပဲအငှားလူချင်းနေပျော်ပျော်နောက်တရားကြီးကတော့အနည်းဆုံးတော့သူတို့ဒီအပြည့်တက်ရောင်းချဖို့ကြိုးပမ်းလိမ့်မယ်ထင်ပါတယ်တန်30နဲ့40ဘယ်လောက်ခဲရရပါဗျာတန်40လောက်ဆိုရင်ကိုဗတ်တစ်ဘက်ကပေးတော့မယ်လို့ကိုကျွန်တော်မထင်ဘူးပေါ့နော်တန်နိုင်နေလဲကျွန်တော်မထင်ဘူးဆိုတော့ရီယယ်ဘက်တစ်နဲ့ပတ်သက်လို့လည်းရှိအငှားထက်ပြီးတော့အန်တိုနီတို့ကခေါ်လာမယ်ဆိုရင်အသင်းဘက်ကနည်းနည်းတော့ ျွန်တော်ညင်းတင်နေညင်းတင်နေဆိုတာလည်းစောင့်ကြည့်တင်နေပေါ့နော်အန်တိုနီဆန်တို့ကိုအပြစ်တက်ရောင်းချဖို့ကိုပဲအရင်ဆုံးကျွန်တော်ကြိုးပမ်းတင်နေညီကလို့ရောဘလို့မင်းညလဲအတင်းနေတဲ့အန်တိုနီဆန်တို့ကိုအပြစ်တက်ရောင်းနိုင်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်